င်္ဂလာပါရှင်2025ခုနှစ်မေလ18ရက်နေ့ရက်မွန်းတဲ့7နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။စစ်ကောင်စီလေတပ်တွေမှာလုံခြုံရေးအရာရှိနဲ့စစ်သည်တွေအားလုံးကို Facebook TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုတွေကိုတင်ကြပ်ကန့်သက်ထားတယ်လို့ဆိုပါတယ်။နတ်တလင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တော်လိုင်းရေးအဖွဲ့ဝင်တွေဖမ်းဆီးစစ်ဆေးနေတဲ့စစ်တပ်သတင်းပေးခိုင်ကြီးထိမှန်တေဆုံသွားပါတယ်။ဒဇယ်မြို့မှာစကားဆာရဲ့ခမရ 363မှတက်တာ2ဦးတနက်နှစ်လက်နဲ့အလင်းဝင်လာတာကြောင့်စက်သိန်း50စုချင်းမြင့်လိုက်ပါရရှင်။ NUG ကောက်ွယ်ရေးဝင်ကြီးဌာနဒုတိယအတွင်းဝင်မြေပြင်ကနေပြည်တော်တိုင်းစစ်ဌာနယူဟာတက်ရင်တွေကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။တရုတ်ကမဆွတ်ဖက်ရေးမူဝါဒကိုလက်ကင်ပြုတယ်လို့ပြောဆိုပြီးရှမ်းမြောက်အရင်မှာဝင်ရောက်ဆွတ်ဖက်နေမှုမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်နေတယ်လို့ SNCM ကထောက်ပြထားပါတယ်ရှင်။ ဒီသတင်းနဲ့နဲ့တူဒီကနေ့မွန်တက်ဆန်နိုင်ချေတီနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အတန်းဖတ်စစ်ကောင်စီလေတပ်အတွင်မှာလုံခြုံရေးအရာလေတပ်အရာရှိတွေနဲ့စစ်သည်တွေအားလုံးကို Facebook TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုတွေကိုကန့်တက်လိုက်ကြောင်းလေတပ်သတင်းအရင်းမြစ်တချို့ကပြောပါရယ်။တပတ်ရင်းမြို့နယ်ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့လေတပ်မှအရာရှိနဲ့စစ်သည်များမိသားစုဝင်တွေကိုလက်စားချေတိုက်ခိုက်ကြရန် လူမှုကွန်ရက်တွေမှာလှုပ်ဆော်ခြင်းစစ်တပ်အရာရှိစစ်တီနဲ့မိသားစုရဲ့ဓာတ်ပုံမှတ်တမ်းတွေကိုလူမှုကွန်ရက်တွေမှာမျှဝေခြင်းတွေကိုတောက်လျှောက်ဆိုသလိုချစ်ပေါ်လာတာကိုတွေ့ရပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်စစ်ကောင်စီလေတပ်အတွင်းမှာလုံခြုံရေးအရလူမှုကွန်ရက်အသုံးပြုမှုတွေကိုအထူးကိစ္စတရက်အနေနဲ့ကန့်သတ်မှုတွေလှုပ်ဆောင်လာကြောင်းလည်းသိရပါတယ်။လူမှုကွန်ရက်တွေမှာမိမိတို့ရဲ့နာမည်အစင်မိသားစုပေါ်ဆွေမျိုးတာသမီးတွေပုံတွေကိုတင်ထားရင် ဖယ်ရှားဖို့ Facebook မှာဆိုရင် profile လွှတ်ချထားဖို့တာဝန်ထမ်းဆောင်ရတဲ့တက်လေရင်အမျိုးအစားပုံတွေမတင်ဖို့ TikTok မှာ လေရင်ပြန်တန်းတာဝန်ထမ်းဆောင်ခြင်း video တင်တာတွေမလုပ်ဖို့ရခင်ကတင်ထားပြီးသားတွေရှိရင်ချက်ချင်းချုပ်ပယ်ရှားကြဖို့လေတက်မှာညွှန်ကြားထားပါတယ်အကယ်၍ညွှန်ကြားချက်ကို မလိုက်နိုင်ရင်လိုအပ်တဲ့အရေးယူမှုတွေလောက်ဆောင်မယ်ဆိုတာမျိုးတတိပေးမှုတွေရှိနေတယ်လို့လေတက်တည်င်းရင်မြစ်ကပြောပါတယ်ရခင်ထဲက လေတက်အတွင်မှာလူမှုကွန်ရက်အသုံးပြုမှုနဲ့ပတ်သက်ပြီးတာမြင့်ချက်တွေရှိပေမဲ့တင်ကြမှုမရှိကြောင်းယခုအခါမှာလေတက်အရာရှိများစစ်တီများနဲ့မိသားစုဝင်တွေကိုဥတီတဲ့လုံခြုံရေးအရာချင်းချောက်မှုတွေရှိလာခြင်းကြောင့်မူလရှိရင်စွဲကန့်သက်တာမြင့်ထားတဲ့စီကံချက်တွေအတိုင်းကိုလိုက်နာဆောင်ရွက်ရန်စစ်ကောင်စီထိပ်ပိုင်းကညွန်ကြားလာခြင်းဖြစ်ကြောင်းလည်းသိရပါဗျ။လေတက်အတွင်မှာတိုက်လေရင်မောင်းပိုင်းလို့ရရဲ့မိဘနဲ့ရွှေမျိုးအရင်းတွေကို ကြံအတွင်းကိုခေါ်ယူနေထိုင်ခွင့်ပြုထားပြီးရခင်ကပြည်သူများပြားတေဆုံးတဲ့လေကြောင်းတိုက်ခိုက်မှုများရှိလာတဲ့အခါတိုင်းလုံခြုံရေးအယလေတပ်အတွင်းမကြာခဏလာရောက်နေထိုင်မှုတွေရှိကြောင်းလည်းသိရပါဗျ။တေဆုံးမှုများတဲ့လေကြောင်းတိုက်ခိုက်မှုတွေချစ်လာရင်လေတပ်ထဲကိုအယရှိမိသားစုတွေမိဘဆွေမျိုးခဏလာရှောင်နေတာမျိုးတွေမကြာခဏရှိတယ်။အဲ့လိုနေထိုင်ဖို့ကရှိတ်တာတွေနဲ့အယရှိအင်အားတွေကိုတည်တည်ချာချာဆောက်လုပ်ပေးထားတာတွေရှိတယ်။ နည်းနည်းအခြေအနေပြောင်းရင်သွားပြီးဆိုရင်တချို့လဲသူတို့နေရက်တက်အပြင်ကိုပြန်သွားကြတယ်တချို့လဲမပြန်ကြတော့ဘူးလို့လေတက်တရေမြေကပြောပါတယ်ရန်ကုန်ခေတ်တည်တင်းဌာနကလေတက်အရာရှိတွေရဲ့လိပ်စာများမိဘဆွေမျိုးတွေရဲ့လိပ်စာတွေကိုရခင်ကမကြာခဏဆိုသလိုဖော်ပြခဲ့ပြီးအဲ့လိုဖော်ပြခံရတဲ့အခါတိုင်းကိုအဲ့ဒီလိပ်စာတွေမှာနေထိုင်တဲ့လေတက်အရာရှိတွေရဲ့မိဘဆွေမျိုးတွေက နေရာပြောင်းရွှေ့ခြင်း ိမ်နဲ့ခြံတွေကိုရောင်းချရောင်းရွှေ့ခြင်းတွေကိုလှုပ်ဆောင်ကြောင်းလည်းသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းနှစ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဒေါ်လာရေးတပ်ဖွဲ့ဝင်များဖမ်းဆီးစစ်ဆေးနေတဲ့စစ်တပ်သတင်းပေခိုင်ကြီးထိမှန်တေဆုံးခဲ့ကြောင်း Finnit DF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါရယ်။မေ16ရက်နေ့မွန်လယ်12:30မိနစ်မှာနှစ်တလင်းမြို့နယ်ကန်စုကျေးရွာနေစစ်တပ်အထွတ်အလုလုပေးနေတဲ့ခိုင်ကြီးနဲ့အောင်ကျော်ဆန်တို့ကိုဖမ်းဆီးပြီး နောက်နောက်စစ်တပ်ထောက်တိုင်အဖြစ်မပြုတ်လောက်ရန်ပြည်သူလူထုအပေါ်အနိုင်ကျင့်ပိုကြခြင်းတွေမပြုတ်လောက်ရန်ခေါ်ယူတတိပေးခဲ့ကြောင်းသိရပါတယ်။အဲ့လိုတတိပေးနေစဉ်မှာအောင်ကျော်ဆန်းဆိုသူမှာဂျေတောက်အောင်မဲဆိုကထွက်ပြေးသွားတဲ့ဖြစ်လိုက်လံပြစ်ခတ်ဖမ်းဆီးချိန်မှာကြန့်ရှိနေတဲ့ခိုင်ကြီးကပါထပ်မံထွက်ပြေးသွားတဲ့ဖြစ်အောင်ကျော်ဆန်းဆိုသူမှာလွတ်မြောက်သွားကြောင်းမိုးလဲတနအေ23မိနစ်မှာခိုင်ကြီးဆိုသူကိုပြန်လဲဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။ ပြန်လည်ဖန်စီရရှိတဲ့ခိုင်ကြီးကိုစီစုံကုန်းကျေးရွာနဲ့ကန်စုကျေးရွာကြားမှာရှိတဲ့တောင်ကုန်းတစ်ခုပေါ်မှာစစ်စေးမင်းမြန်းနေစဉ်မှာကန်စုကျေးရွာတဖက်ထိပ်မှာရှိတဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရမှာခိုင်ကြီးကိုစစ်စေးမင်းမြန်းနေတဲ့နေရာတက်တက်ကြားရောက်ပောက်ကွဲပြီးခိုင်ကြီးမှာနေရာမှာပဲပွေချင်းပြီးတေဆုံးခဲ့ကြောင်းသိရပါဗျ။အဲဒီလှုပ်ဆောင်မှုကိုတာယော်ရီခိုင်အမတ်တက်တဲ့ရင် P23801 တက်ခွဲ2 Finit DF ရဲဘော်တွေကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပေမဲ့ထွက်ပြေးတိမ်းရှောင်နိုင်လိုက်သဖြင့်အသက်ဘီမှာလွတ်မြောက်သွားကပုံပွဲတံရများရရှိခဲ့ကြောင်းလည်းသိရပါရရှင်။ဆက်လက်ပြီးသခိုင်းတေတာဒဇယ်မျိုးအခြေဆိုင်အကြောဖတ်စစ်ကောင်စီရဲ့ခမာယ361တက်မှတက်တာ2ဦး PDF 25ပြူဟာပေါ်ဦးစစ်ကြောင်းထံကိုမေ12ရက်နေ့မှာတနက်နှက်လခရမ်းတွင်နဲ့အတူအလင်းရွှင်ရောက်ခဲ့ကြောင်း တဦးကိုစုငွေ350စီချီးမြှင့်ခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီရဲ့ခမာယ361တပ်အတွင်မှာတပ်သား2ဦးက MA2 တလက် MA3 တလက်ခဲယံအပြည့်အစုံနဲ့အလင်းဝင်လာခဲ့တာကြောင့်တဦးကို350စီစုချီးမြှင့်ခဲ့ပြီးကောင်းမွန်စွာအစာအသောက်နေရာထိုင်ခင်းတွေနဲ့ရွေးထွေးလုံဆောင်ကြကျိုးဆိုထားကြောင်းလဲသိရပါတယ်အတန်းဖတ်စစ်တပ်ခေါင်းဆောင်တွေရဲ့တပ်တွေကြီးနိုင်ငယ်ချင်းနှိမ့်ဆက်မှုတွေမတရားမှုတွေကိုလက်မခံနိုင်သလို ပြည်သူရှိရဲ့အမှန်တရားဘက်ကိုကူးပြောင်းခြင်းနဲ့ဆန္ဒကြောင့်အလင်းဝင်ဖို့ဆုံးဖြတ်ခဲ့ကြောင်းထွက်ဆိုကြတယ်လို့ဖော်ပြချပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အကြမ်းဖက်စစ်တပ်ဘက်မှပြည်သူကာကွယ်ရေးတပ်မတော်သားတွေဘက်ကိုအလင်းဝင်လာမယ်ဆိုပါကနှွေးထွေးစွာကြိုးဆိုမှာဖြစ်ကြောင်းနဲ့အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့တိုက်တွန်းကြောင်း PDF အမှတ်50နေပြူဟာကတည်င်းထုတ်ပြန်ထားတာတွေ့ရပါရဲ့ရှင်။ နောက်ထပ်သတင်းတမုံအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝင်ဦးမမောင်ဆွေကမေ23ရက်နေ့မှနှက်မှာနေပြည်တော်တိုင်းစစ်ဌာနဗျူဟာတပ်ရင်တွေကိုတွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အမှတ်901တပ်ရင်ဌာနချုပ်နဲ့ဗျူဟာအမှတ်78ဌာနချုပ်တွေကိုတွားရောက်ခဲ့ပြီးမြေပြင်ကရဲဘော်ဂျဲမီတွေနဲ့တွေ့ဆုံကအမှားစကားပြောကြားခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ထားပါတယ်။ NUG ဒုတိယအတွင်းဝင်နဲ့တွားရောက်တွေ့ဆုံမှုအတွင်း စစ်ရုံးချုပ်ဒုတိယစေတဝန်ခံနဲ့တိုင်းစစ်ဌာနယူဟာတည်ရင်တာဝန်ရှိသူတွေတက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံကမြမအရေးနဲ့ပတ်သက်ပြီးတော့ဂျားဝင်မဆွက်ဖက်ရေးမူဝါဒကိုလက်ကင်ပြုတယ်လို့ထက်ခါတလဲလဲပြောဆိုနေပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရေးမှာတရုတ်နိုင်ငံရဲ့ဝင်ရောက်ဆွက်ဖက်နေမှုမှာမြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်နေကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကထောက်ပြပြောဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုချက်ခါတလဲလဲအခိုင်အမာဆိုလစ်ရှိပေမဲ့မြန်မာနိုင်ငံရဲ့ရွှေပြည်မြောက်ပိုင်းအတွင်မှာသူတို့ရဲ့ဂျားဝင်ဆွတ်ဖက်မှုမှာမိမိအကျိုးစီးပွားကိုသာရှေ့ရှူးနေတာကိုပြသနေကြောင်းအဲ့လိုလှုပ်ရက်ကမြန်မာပြည်သူလူထုအတွက်စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေကြောင်းတရုတ်အစိုးရရဲ့ပြင်းထန်တဲ့ဖိအားပေးမှုကြောင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဘရော MNDAA ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာ စုတ်ခွာရန်သဘောတူခဲ့ရကြောင်းလည်းသိရပါဗျ။စစ်တပ်ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တရှိရာဖြစ်တဲ့လာရှိုးမြို့ကို2024ခုနှစ် Off-color မှာ MMDA ကဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PPLA နဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တို့ကညှိနှိုင်းပေါင်းစပ်ကထိုးစစ်ကြီးဆင်နွှဲခဲ့ပြီးတိမ့်ပိုက်နိုင်ခဲ့တာပါ။အဲ့လိုအောင်မြင်မှုကတော်လိုင်းရေးအင်အားစုတွေအတွက်အလွန်အမင်းအထူးကအဆုံးရှုံးများခဲ့ပေမဲ့မြန်မာစစ်တပ်အဖို့တော့တမိုင်းတလျှောက် အထင်ရှားဆုံးရှုံးနိမ့်မှုကြီးထဲမှာတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီအတွက်တရုတ်နိုင်ငံရဲ့စစ်ရေးအထောက်ပံ့ပေးမှုနဲ့မြန်မာနိုင်ငံမှာမျက်နှာပြောင်တိုက်ဂျောင်းဝင်ဆွတ်ဖက်နေမှုမှာလွဲမားစွာ လောင်ကျေးထပ်ထားခြင်းဖြစ်ကြောင်း SACM ကပြောပါတယ်လာရှိုးမြို့မှာနိုင်ငံတကာကကုံသွယ်ရေးလှမ်းကြောင်းများတရုတ်ကြောထောက်နှောက်ခံပြုတဲ့အခြေခံအဆောက်အအုံများဒါဇင်နဲ့ချီရှိပြီးမြို့နဲ့စခန်းအများပြားရှိနေပါတယ် MMDA ကလာရှိုးမြို့ကိုမြန်မာစစ်အုပ်စုထံပြန်လွှဲအံ့ရန်ဆုံးဖြတ်လိုက်ခြင်းကမြို့လွမြောက်ရေးအတွက်အသက်ပေးခဲ့ကြတဲ့တွန်လန်ရေးသမားရာပေါင်းများစွာရဲ့ပေးဆဆွန့်လို့မှုတွေကိုတစ္ဆာဖောက်ခြင်းပင်ဖြစ်တယ်လို့ SACM ကပြောပါတယ်။လာရှိုးမြို့သိမ်းတိုက်ပွဲကြောင့်တွန်လန်ရေးအင်အားစုတွေအတွက်အလွန်အမင်းအထိကအဆုံးရှုံးများခဲ့ပါတယ်။တွန်လန်ရေးတပ်ဖွဲ့တွေအ ਨੇ စုံ900ဦးကြာဆုံးခဲ့ပြီးတထောင်ဦးတန်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ မြမအရေးကိုဂျောင်းဝင်ဆွဖတ်မှုကတရုတ်အနေနဲ့အစ်စ်ကောင်စီကိုကဲတင်နိုင်မှာမဟုတ်တဲ့အပြင်မြမပြည်သူလူထုရဲ့ဆင်းရဲဒုက္ခကိုကြားရှည်စေယုံတာမကစစ်မှန်တဲ့ငြိမ်းချမ်းရေးရောက်ရှိလာမှုကိုနောက်နေကြံ့ကြာစေမှာဖြစ်တယ်လို့ SCCM ကပြောဆိုထားပါတယ်ရှင်။မြမရေးကိုဂျောင်းဝင်ဆွဖတ်ခြင်းကတရုတ်အနေနဲ့အစ်စ်ကောင်စီကိုကဲတင်နိုင်မှာမဟုတ်တဲ့အပြင်မြမပြည်သူလူထုရဲ့ဆင်းရဲဒုက္ခကို ကြာရှည်စေုံသာမကအစ်မန်နဲ့ငြိမ်းချမ်းရေးရောက်ရှိလာမှုကို နောက်နေကြံကြစီမှာဖြစ်တယ်လို့ SCCM ကပြောဆိုထားပါရဲ့ရှင်။ဒီကနေ့မွန်းတက်၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြတမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။